မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချင်းပြည်နယ်မှာနှစ်လကြာကြာစစ်စင်ရေးကာလအတွင်းမှာပဲအချမ်းဖတ်စစ်ကောင်စီရဲ့တပ်စခန်းပေါင်းတရာကျော်ကို GNPD မဟာမိတ်ပူးပေါင်းတပ်တွေကတိုင်ပတ်ရရှိထားပြီးလွယ်ကျဲစင်ဘိုစွန်ပရာဘွန်မြို့တွေပါဝင်အဓိကလက်မှတ်ကြီးတွေနဲ့နေမြေစုံမှုတွေဟာတော်လိုင်းရေးတပ်တွေလက်အောက်ကိုကြားရောက်သွားပြီဆိုပါတယ် ဂျိုဘင်ကောင်မျိုးမှာစစ်တပ်အတွက်စစ်သားသစ်စုဆောင်နေတဲ့လက်နက်ကိုင်အုပ်ချုပ်ရေးမှူးခင်မောင်ဝင်းရဲ့နေအိမ်ကိုဝင်ရောက်ပစ်ခတ်မှုအတွင်းအုပ်ချုပ်ရေးမှူးရဲ့ဇနီးသေဆုံးသွားပြီးအုပ်ကြီးကဇေယုံကိုအရေးပေါ်ရောက်သွားတယ်လို့အပြန်အလှန်ပစ်ခတ်မှုတွေအတွင်းအုပ်ကြီးအိမ်မှာရောက်နေတဲ့ပုဂ္ဂလိကချင်းငွေဝင်တဲ့နှုတ်လဲသေဆုံးသွားတယ်ဆိုတဲ့သတင်းပါဝင်နေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကချင်ပြည်နယ်မှာနှစ်လကျော်ကြာစစ်စင်ရေးကာလအတွင်းမှာပဲ အကြပ်ဖက်စကောင်စီရဲ့တက်စကန်မုံတရားကျော်ကို KIAPDF မဟာမိတ်ပူပေါင်းတက်တွေကတိမ့်ပတ်ရရှိထားပြီးလွယ်ကျဲစင်ဘိုစံပရာဘုံမြို့တွေအပဝင်အဓိကလက်မကြီးတွေနဲ့နေမြေဆုံးမမှုတွေဟာတော်လိုင်းရေးတက်တွေလက်အောက်ကိုကျရောက်သွားပြီလို့ KIA သတင်းရင်းမြစ်ကပြောပါတယ်လက်ရှိမှာကချင်ပြည်နယ်အတွင်းမတ်လကစတင်ခဲ့တဲ့စစ်စင်ရေးကြီးအတွင်းမှာပဲစစ်ကောင်စီရဲ့တက်စကန်မုံတရားကျော်ကို KIAPDF မဟာမိတ်ပူပေါင်းတက်တွေကတိမ့်ပတ်ရရှိထားပြီးနောက်ထပ်ကျန်နေသေးတဲ့စစ်တပ်စခန်းတွေ ဌာနချုပ်တွေကိုလည်းတော်လိုင်းကြီးတပ်တွေကတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုပါလေတစ်ဖက်မှာလည်းတရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့လွယ်ကျဲစင်ဘိုဆွန်ဘရာဘွန်မြို့တွေကို KNPD မဟာမိတ်ပူးပေါင်းတပ်တွေကအပြည့်အဝသိမ်းပိုက်ထိန်းချုပ်ထားပြီးကြင်ပြည်နယ်ကအဓိကလက်မကြီးတွေနဲ့နယ်မြေဆွန်းမိုးမှုတွေဟာလည်းတော်လိုင်းကြီးတပ်တွေလက်အောက်ကိုကြားရောက်သွားပြီးဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်စစ်ကောင်စီရဲ့ခက်လက်ရ58တပ်တခုတည်းသာကျန်တော့ပြီးတိုက်ပွဲတွေဟာမြစ်ကြီးနားမြို့နားအထိနှီးလာပြီးဖြစ်တယ်ပြင် တပြိုင်နက်တည်းမှာပဲဖာကန်ဘမော်မိုးမောင်မန်စီဝိုင်းမော်မြို့နယ်တွေအပါအဝင်ကချင်ပြည်နယ်တဝက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်တပ်ဘက်ကတော့သူတို့ကိုလာတိုက်တာနဲ့အယုံနဲ့သာရင်ဆိုင်နေရပြီးထွက်ပြေးတာတွေလက်နက်ချတာတွေနဲ့သူတို့လုံနိုင်တာလေရင်နဲ့ဘုံကျဲတာပဲရှိတော့တယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါလိမ့်ခင်ဗျတဖက်မှာတော့ပဲခူးတိုင်းဂျိုးပင်ကောင်မြို့မှာအကြက်ဖက်စစ်တပ်အတွက်စစ်သားတစ်စုဆောင်းနေတဲ့လက်နက်ကိုင်အုပ်ချုပ်ရင်းမှုခင်မောင်ဝင်းဆိုတဲ့သူရဲ့နေအိမ်ကိုဝင်ရောက်ပစ်ခတ်မှုအတွင်း အုတ်ချုပ်ရင်းမှုရဲ့ဇနီးသေဆုံးသွားပြီးတော့အုတ်ကြီးကစေယုံကိုအရေးပေါ်ရောက်သွားတယ်လို့အပြန်လန်ပြစ်ခတ်မှုအတွင်းအုတ်ကြီးစီမရောက်နေတဲ့ပုဂ္ဂလိကချင်းငွေဝန်ထမ်း2ဦးလည်းသေဆုံးသွားတယ်လို့ Diary KPD ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။မေလ21ရက်နေ့ကပဲကျိုးပဲကောင်းမျိုးနဲ့မှာစစ်တပ်အတွက်စစ်သားတစ်လိုက်လန်းစုဆောင်နေတဲ့အေးမကွင်းဂျေးရွာကလက်နက်ကင်ပြူစော်တီကောင်းဆောင်အုတ်ချုပ်ရင်မှုခင်မောင်ဝင်းရဲ့နေအိမ်ကို Diary KPD ရဲ့တပ်ဖွဲ့တွေကဝင်ရောက်စီးနင်းတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီမှာ လက်နက်ကင်ထားတဲ့အုတ်ချုပ်ရင်မူခင်မောင်ဝင်းကပြန်လဲပစ်ခတ်တဲ့အချိန်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးအုတ်ချုပ်ရင်မူရဲ့ဇနီးဖြစ်သူဒေသွားသလိုအုတ်ကြီးရဲ့အိမ်မှာရောက်နေတဲ့ပုဂ္ဂလိကချင်းငွေကံမလီဝင်းနှံ့နှစ်ဦးနဲ့အပြန်အလှန်ပစ်ခတ်မှုတွေအတွင်းမှာပဲသေဆုံးသွားခဲ့ပြီးအုတ်ကြီးကတော့ရန်ကုန်စေယုံကြီးမှာအရေးပေါ်ကုနေရတယ်ဆိုပါတယ်အဲ့ဒီနောက်အုတ်ကြီးအိမ်ကနေတနက်တလက်ကြီးစံတချို့နဲ့လက်ပစ်ဘုံတလုံးကိုပါတော်လန်ရေးတပ်တွေကတင်စီရရှိခဲ့ပြီးအကျန်းဖတ်စစ်တပ်အတွက်စစ်သားတွေလိုက်လံစုဆောင်နေတဲ့ အုတ်ချုပ်ရဲမှုတွေနဲ့အပေါင်းပါရီမှန်သမျှကိုအရေးယူရှင်းလင်းသွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့အုတ်ချုပ်ရဲမှုနဲ့အပေါင်းပါရီနဲ့နီးနီးကက်ကက်နေထိုင်သွားလာတာမျိုးတွေကိုမပြုတ်လောက်ကြဘူးမေတ္တာရက်ခံခြင်းပါတယ်လို့ဒါယာရီခင်ပီဒီအရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာဒီတကားအေယာရီတိုင်းဘတ်မှာလေတာပေါင်းမျိုးနဲ့မှာပြည်သူတွေစီကနေမတရားဆက်ကျင်းငွေကောက်ခံပြီး စစ်တပ်ကိုထောက်ပံ့နေတဲ့ရဲမှုဒန်းဟောင်းညင်သိမ့်ဆိုသူပြစ်ခတ်ခံရပြီးလေသွားပြီလို့ ARD တိုက်ပကပတာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်မေလ19ရက်နေ့ကပဲတာဘောင်းမျိုးနဲ့တောင်ကလေးချေရွာအုပ်စုကအကျန်းဖက်စစ်တပ်အတွက်အလုတ်လုတ်ပေးနေတဲ့ရဲဝန်ထမ်းဟောင်းညင်သိမ့်ဆိုသူကိုပတိန်ခိုင်ကွန်မန်ဒိုအဖွဲ့နဲ့ပတိန်ပကပအဖွဲ့တွေကနေတွားရောက်ပြစ်ခတ်ရှင်းနေရမှာပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ်အဲ့ဒီရဲဝန်ထမ်းဟောင်းညင်သိမ့်ဆိုသူဟာ အကြံဖစစ်တဲ့အတွက် J1A ပြည်သူတွေစီကနေမတရားစကြင်းငွေကောက်ခံပြီးစစ်တပ်ကိုအကြေးကျဲထောက်ပံ့နေတဲ့သူဖြစ်တယ်လို့စစ်မှုထမ်းမှုလူငယ်တွေကိုလိုက်လံစုဆောင်နေတဲ့သူပါဖြစ်ပြီးအခုတော့ဝေပြီလို့ AWD တိုင်းပကဖတာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျတဖက်မှာလေပဲခူးတိုင်းတောင်ငူမြို့မှာအကြံဖစစ်တဲ့အတွက်တပ်သားတစ်စုဆောင်ပေးနေတဲ့ရက်ွက်အုပ်ချုပ်ရေးမှူးကြီးစိုးရဲ့နေအိမ်ကိုလက်ပစ်ဘုံပစ်သွင်းခံရပြီးတဲ့နောက်အုပ်ချုပ်ရေးမှူးဟာယာဒုကနေနှုတ်ထွက်ပြီးတိန့်ရှောင်သွားတယ်လို့ မြို့ပြတော်လိုင်းရေးအာစုတာဝန်ခံစစ်သူကြီးဆိုတဲ့သူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။မေလ21ရက်နေ့ကပဲတောင်ကူမြို့ကထိလိုင်းတရက်ကွက်အုပ်ချုပ်ရေးမှူးကြီးဆိုရဲ့နေအိမ်ကိုမြို့ပြတော်လိုင်းရေးအာစုကလက်ပစ်ဘုံနဲ့ပြစ်သွင်းတိုက်ခတ်ခဲ့ပြီးနောက်တည့်အကြာမှာပဲအုပ်ချုပ်ရေးမှူးကြီးဆိုဟာယာဒုကနေနှုတ်ထွက်ပြီးတိမ့်ရှောင်သွားတယ်ဆိုပါတယ်။အဲ့ဒီအုပ်ချုပ်ရေးမှူးကြီးဆိုဆိုတဲ့သူဟာတောင်ကူခိုင်ထွေအုပ်ယုံကိုမေလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲနှုတ်ထွက်စာတင်သွားပြီးသူ့ရဲ့ Facebook လူမှုကွန်ရက်မှာလည်း သူနှုတ်ထက်သွားပါပြီဆိုပြီးတော့ကြေညာထားသေးတယ်လို့မြို့ပြတော်လန်ရေးအင်အားစုတာဝန်ခံစစ်သူကြီးဆိုသူကပြောထားပါတယ်လက်ရှိအကြံဖတ်စစ်တပ်အတွက်စစ်သားတစ်တွေလိုက်လံစုဆောင်းပြီးပြည်သူတွေကိုနှိမျိုးစုံဖိနှိပ်ချိန်ချောင်မှုတွေလုပ်နေတဲ့အောက်ချုပ်ရေးမှုတွေနဲ့အပေါင်းပါမှန်သမျှကိုအရေးယူရှင်းလင်းသွားမှာဖြစ်တယ်လို့လည်းတော်လန်ရေးအင်အားစုအသီးသီးကထုတ်ပြန်ထားကြပါတယ်ခင်ဗျအခုတခါမုံပြင်းနယ်ဘက်မှာတော့ ဘီလင်းမြို့အနီးကရန်ကုန်မော်လမြိုင်ဂလန်ပေါ်မှာရှိတဲ့မဆော့တဒါမိုင်းခွဲခံရပြီးပြိုကျသွားရမှာလူတအုပ်သေဆုံးသွားတဲ့အပြင်၃ဦးဒဏ်ရာရသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဒီကနေ့မေလ23ရက်နေ့မနေ့အစောပိုင်းမှာပဲဘီလင်းမြို့အနီးကရန်ကုန်မော်လမြိုင်ဂလန်ပေါ်မှာရှိတဲ့မဆော့တဒါမိုင်းခွဲခံရပြီးပြိုကျသွားတယ်ဆိုပါတယ်အဲ့ဒီလို့တဒါပြိုကျတဲ့အချိန်မှာလူ၄ဦးလိုက်ပါစီးနေလာတဲ့ဆိုင်ကယ်၃စီးပါတဒါပြိုကျမှုမှာပါဝင်သွားပြီး တဦးကတေဆုံးသွားတယ်လို့ကျန်တဲ့၃ဦးကဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတဦးကပြောထားပါတယ်လက်တလုံးမိုင်းခွဲခံရပြီးပျက်စီးသွားတယ်မစောတဒါဟာအရင်ရပိုင်းကမိုင်းခွဲခံရပြီးပျက်စီးသွားတဲ့ကျုံအိတ်တဒါနဲ့မလှမ်းမကမ်းမှာရှိတာဖြစ်တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီကနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ